ီးကျိုယောဂါဟာယနေ့ခေတ်လူအဖွဲ့အစည်းမှာပုံမိုဖြစ်များလာတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးကဘာတဝမ်းရှိလူတန်းပေါင်းများစွာရဲ့ဘဝကိုထိခိုက်စေပါတယ်။ဒါဟာယောဂါတစ်ခုသာမကဘဲနာတာရှည်ယောဂါတစ်ခုလည်းဖြစ်ပြီးအဲ့ဒါကိုဆက်လက်ထိန်းသိမ်းကုသပေးဖို့လိုအပ်ပါတယ်။ဒီဆောင်ပါးမှာစီးကျိုယောဂါရဲ့အမျိုးအစားများလက္ခဏာများအကြောင်းရင်းများနဲ့ဖြစ်ပေါ်စေနိုင်တဲ့နောက်ဆက်တွဲပြဿနာများကိုနှဆိုင်စွာဆွေးနွေးတော့မှာဖြစ်ပြီးဒီယောဂါကိုပုံမူနားလေသဘောပေါက်စေဖို့ကူညီပေးပါတယ်။ စီဂျိုယောဂသည်ခန္ဓာကိုယ်တွင်ရှိတွေးတွင်းတကြားဓာတ်ပမာဏမြင့်မားတာကြောင့်ဖြစ်ပေါ်တဲ့နာတာရှည်ဇီဝဖြစ်စဉ်ယောဂတစ်ခုဖြစ်ပါတယ်။အဓိကအားဖြင့်ပန်ကရီးယားမှအင်ဆူလင်ဟော်မုန်းကိုလုံလောက်စွာမထုတ်လုပ်နိုင်ခြင်းသို့မဟုတ်ခန္ဓာကိုယ်ဆဲများကထုတ်လုပ်တဲ့အင်ဆူလင်ကိုထိထိရောက်ရောက်အသုံးမပြုနိုင်တာကြောင့်ဖြစ်ပါတယ်။ရေရှည်သွေးတွင်တကြားဓာတ်မြင့်မားခြင်းကိုခံစားရရင်ခန္ဓာကိုယ်တွင်ရှိအင်္ဂါအစိတ်ပိုင်းများစွာကိုထိခိုက်ပျက်စီးစေပြီး ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာများကိုဖြစ်ပေါ်စေနိုင်တဲ့စီးကျူယောဂရဲ့အမျိုးအစားများလက္ခဏာများအကြောင်းရင်းများနဲ့နောက်ဆက်တွဲပြဿနာများကိုနားလည်ခြင်းကစောစီးစွာယောဂရှာဖွေဖော်ထုတ်ခြင်းနဲ့ကာကွယ်ခြင်းအတွက်အရေးကြီးပါတယ်စီးကျူယောဂအမျိုးအစားများ စီးကျူယောဂကိုအတိအကအဖြစ်အမျိုးအစားများစွာ ခွဲခြားနိုင်ပြီးအဖြစ်များဆုံးမှာအမျိုးအစားတစ်စီးကျူနဲ့အမျိုးအစားနှစ်စီးကျူလိုဖြစ်ပါတယ် အမျိုးအစားတစ္စည်းဂျိုယောဂါဒီအမျိုးအစားဟာများသောအားဖြင့်ကလေးများနဲ့ဆဲကြောတက်များမှာစတင်ဖြစ်ပွားလေရှိပေမဲ့ဘယ်အသက်အရွယ်မှာမဆူဖြစ်ပွားနိုင်လေလက္ခဏာများမှာများသောအားဖြင့်မြင်းမြန်ဆန်းဆန်းပေါ်ပေါက်လာပြီးစီးခဏခဏသွားခြင်းအလိုမင်းရင်ငက်ခြင်းကိုယ်လေးချိန်ကျခြင်းမောပန်းနှံ့နေခြင်းနဲ့စာလောင်မှုတိတ်ခြင်းတို့ပါဝင်ပါတယ်အဲ့ဒါဟာခန္ဓာကိုယ်ရဲ့ကုခန်အာစနစ်ကအင်ဆူလင်ထုတ်လုပ်တဲ့ပန်ကရီးယားဆဲများကို မာရင်းစွာတိုက်ခိုက်ဖျက်ဆီးခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒီအခြေအနေကြောင့်ခန္ဓာကိုယ်သည်အင်ဆူလင်ကိုလုံးဝမထုတ်လုပ်နိုင်တော့ဘဲအသက်ရှင်တန်ဖို့အတွက်ပြင်ပမှအင်ဆူလင်ထိုးဆေးများထိုးသွင်းခြင်းကိုအားထားရပါတယ်။မျိုးစားတစ်စီးကျူယောဂရဲ့ဖြစ်ပွားရတဲ့အကြောင်းရင်းကိုလက်ရှိအချိန်မှာအတိအကျမသိရသေးပေမဲ့မျိုးရိုးဗီဇချက်များနဲ့ပဝန်းကျင်ချက်များကအခန်းကဏ္ဍတစ်ခုမှာပါဝင်နေနိုင်တယ်။အမျိုးအစားနှစ်စီးကျူယောဂါ ဒီအမျိုးအစားသည်အဖြစ်အများဆုံးစီချိုယောဂအမျိုးအစားဖြစ်ပြီးများသောအားဖြင့်လူကြီးများမှစတင်ဖြစ်ပွားလေးရှိပါသည်အမျိုးအစားနှစ်စီချိုယောဂသည်အင်ဆူလင်ကိုခန္ဓာကိုယ်ဆဲများကတုံ့ပြန်မှုလျော့နည်းခြင်းနဲ့အင်ဆူလင်ထုတ်လုပ်မှုလျော့နည်းခြင်းတို့ပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာပါသည်အင်ဆူလင်ကိုခန္ဓာရရှိခြင်းဆိုသည်မှာခန္ဓာကိုယ်ဆဲများကအင်ဆူလင်ကိုတုံ့ပြန်မှုလျော့နည်းသွားပြီးတွေးရင်းတကြားဓာတ်ကို ထိရောက်စွာဆုပ်ယူနိုင်စွမ်းမရှိတော့ခြင်းကိုဆိုလိုပါတယ်အချိန်ကြာလာတာနဲ့အမျှပန်ကရီးယားရဲ့အင်ဆူလင် ထုတ်လုပ်နိုင်စွမ်းလည်းကျဆင်းလာပြီးသွေးတကြားဓာတ်ပမာဏကိုဆက်လက်မြင့်တက်စေပါတယ်။အမျိုးအစားနစ်စည်းဂျိုယောဂရဲ့အန္တရာယ်ချက်များမှာအဝလွန်ခြင်း၊ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊မိသားစုရာဇဝင်ရှိခြင်း၊အသက်အရွယ်ကြီးရင်လာခြင်းနဲ့လူမျိုးရေးချို့လိုပါဝင်ပါတယ်။အမျိုးအစားအသစ်နဲ့အမျိုးအစားနစ်စည်းဂျိုယောဂအပြင် ကိုဝင်ဆောင်စည်းချိုနဲ့မျိုးရိုးဗီဇဆိုင်ရာစည်းချိုတို့လိုအခြားစည်းချိုယောဂအမျိုးအစားများလည်းရှိပါတယ်။ဥပမာအဖြစ်ကိုဝင်ဆောင်စည်းချိုနဲ့မျိုးရိုးဗီဇဆိုင်ရာစည်းချိုယောဂလိုဖြစ်သည့်ကိုဝင်ဆောင်စည်းချိုသည်ကိုဝင်ဆောင်စဉ်ကာလမှာဖြစ်ပွားလေ့ရှိပြီးများသောအားဖြင့်ကလေးမွေးဖွားပြီးနောက်ပျောက်ကင်းသွားတတ်ပေမဲ့အမျိုးအစားနှင့်စည်းချိုယောဂဖြစ်ပွားနိုင်ခြင်းကိုမြစ်တက်စေပါတယ်။မျိုးရိုးဗီဇဆိုင်ရာစည်းချိုယောဂသည်မျိုးရိုးလိုက်တဲ့မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာပါတယ်။ စီဂျိုယောဂ၏လက္ခဏာများစီဂျိုယောဂ၏လက္ခဏာများသည်လူတဦးနှင့်တဦးကွဲပြားနိုင်ပါသည်။တချို့လူနာများမှာတိတာထင်ရှားတဲ့လက္ခဏာများမရှိနိုင်ပေမဲ့တချို့လူနာများမှာလက္ခဏာမျိုးမျိုးရှိနိုင်ပါသည်။အဖြစ်များတဲ့လက္ခဏာများမှာအောက်ပါရုပါဝင်သည်စီခဏခဏသွားခြင်းအထူးသဖြင့်ညဘက်အလွန်မင်းရင်ငက်ခြင်းရေအများကြီးတောက်ပြီးတဲ့တိုင်အောင် ရင်ငက်နေစေဖြစ်သည် ကိုယ်လေးချိန်ကြခြင်းပုံမှန်တိုင်းစားနေတော့လေ အကြောင်းရင်းမသိဘဲကိုယ်လေးချိန်ကြဆင်းလာသည်မောပန်းနွမ်းနေခြင်းသွေးတကြားတက်မြင့်မာခြင်းသည်ခန္ဓာကိုယ်ဆဲများ၏လုံဆောင်ချက်ကိုထိခိုက်စေပြီးမောပန်းနွမ်းနေမှုကိုခံစားရစေသည်မျက်စိမှော်ဝါခြင်းသွေးတွင်တကြားတက်မြင့်မာခြင်းသည် မျက်လုံး၏မှန်ပီလူးကိုထိခိုက်စေပြီးအမြင်အာရုံကျဆင်းခြင်းသို့မဟုတ်မှော်ဝါခြင်းကိုဖြစ်စေသည်အနာချက်ချင်းကိုနှေးစေခြင်းသွေးတွင်တကြားတက်မြင့်မာခြင်းသည် ကိုယ်ခံအာစနစ်နှင့်သွေးလည်ပတ်မှုကို ထိခိုက်စေပြီး အနာကျက်ချင်းကိုနှေးကွေးစေပါတယ်။အရေပြားပိုးဝင်ခြင်း၊မှုပိုးဝင်ခြင်းလိုအရေပြားပိုးဝင်ခြင်းများဖြစ်နိုင်သည်။လက်နှင့်ခြေထောက်များထုံကျင်ခြင်းသို့မဟုတ်ဆက်ဖြင်းဖြင်းဖြစ်ခြင်း၊တွေးတွင်းတကြားတက်မြင့်မာခြင်းသည်အာယုံကြောများကိုထိခိုက်စေပြီးထုံကျင်ခြင်းသို့မဟုတ်ဆက်ဖြင်းဖြင်းဖြစ်ခြင်းကိုဖြစ်စေသည်။အထူးသဖြင့်လက်နှင့်ခြေထောက်များမှာဖြစ်ပေါ်လေရှိသည်အထပ်ပါလက္ခဏာများထဲမှာတခုခုဖြစ်ပေါ်လာရင်ဆရာဝန်နဲ့တိုင်ပင်ပြီးစေကူတော်မှုချက်ချင်းခံယူသင့်ပါတယ် စီဂျိုယောဂဤအကြောင်းရင်းများစီဂျိုယောဂရဲ့တိကျတဲ့အကြောင်းရင်းကိုလက်ရှိအချိန်မှာ အပြည့်အဝနားမလည်ရသေးပေမဲ့ယောဂဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေတဲ့အချက်လက်များစွာကိုသိရှိထားပါတယ်အထက်မှာဖော်ပြခဲ့တဲ့အတိုင်းအမျိုးအစားတစ်စီဂျိုယောဂသည်ကိုခံအာစနစ်က ပန်ကရီးယားဆဲများကိုတိုက်ခိုက်ခြင်းကြောင့်ဖြစ်ပေါ်လာပြီးအမျိုးအစားနစ်စီဂျိုယောဂသည်အင်ဆူလင်ကိုခံနိုင်ရှိခြင်းနဲ့ အင်ဆူလင်ထုတ်လွှတ်မှုလျော့နည်းခြင်းတို့ပေါင်းဆက်ခြင်းကြောင့်ဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့ဒီအချက်များကယောဂရဲ့တိုက်ရိုက်အကြောင်းရင်းများသာဖြစ်ပြီးအ धिक အခြေခံအကြောင်းရင်းများမှာပုံမှုရှုပ်ထွေးပြီးမျိုးရိုးဗီဇနဲ့ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းများစွာပါဝင်ပါတယ်။မျိုးရိုးဗီဇအချက်များမိသားစုရာဇဝင်သည်စီချိုယောဂအတွက်အရေးကြီးတဲ့အနေရဖြစ်စေတဲ့အချက်တစ်ခုဖြစ်သည်မိဘများသို့မဟုတ်မောင်နှမများမှာစီချိုယောဂရှိရင်ယောဂဖြစ်ပွားနိုင်ခြေပုံများတယ် နေထိုင်မှုပုံစံဆိုင်ရာအချက်များကျန်းမာရေးနှင့်မညီညွတ်တဲ့နေထိုင်မှုပုံစံများအဝလွန်ခြင်းကိုလက်လှုပ်ရှားမှုနေခြင်းကျန်းမာရေးနှင့်မညီညွတ်တဲ့အစားအသောက်များစားသုံးခြင်းတို့သည်အမျိုးအစားနှင့်စည်းကြိုယောဂရဲ့အဓိကအအနေအချက်များဖြစ်ပါတယ်အသက်အရွယ်အသက်အရွယ်ကြီးရင်းလာတာနဲ့အမျှအမျိုးအစားနှင့်စည်းကြိုယောဂဖြစ်ပွားနိုင်ခြင်းတိုးလာပါတယ်ကိုဝင်ဆောင်စည်းကြိုကိုဝင်ဆောင်စင်ကာလမှာတွေ့ရင်းတကြားတက်မြင့်မာခြင်းသည် များသောအားဖြင့် ကလေးမွေးဖွားပြီးနောက်ပျောက်ကင်းသွားလေးရှိပေမဲ့အမျိုးအစားနှစ်စီးကျူယောဂဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေပါတယ်။ဆေးဝါးအချို့စတီရိုက်လိုဆေးဝါးတချို့ဟာသွေးရင်းတကြားဓာတ်ပမာဏကိုမြင့်တက်စေပါတယ်။ပန်ကရီးယားယောဂများပန်ကရီးယားရောင်ရမ်းခြင်းလိုပန်ကရီးယားယောဂတချို့ကအင်ဆူလင်ထုတ်လုပ်မှုကိုထိခိုက်စေပါတယ်။ ပဝင်းကျင်ဆိုင်ရာအချက်များဗိုင်းရပ်စ်ပိုးဝင်ခြင်းတို့လိုပဝင်းကျင်ဆိုင်ရာအချက်များကလည်းစီးကျူးယောဂဖြစ်ပွားမှုနဲ့ဆက်ဆက်နိုင်ပါတယ်။ဒီအကြောင်းရင်းများကိုနားလည်ခြင်းဖြင့်စီးကျူးယောဂဖြစ်ပွားမှုကိုပိုမိုကောင်းမွန်စွာကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။စီးကျူးယောဂ၏နောက်ဆက်တွဲပြဿနာများစီကြိုယောဂကိုမထိန်ထားပဲထားရင်တွေးရင်းတကြားတက်မြင့်မှခြင်းသည်ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါစိတ်ပိုင်းများစွာကိုထိခိုက်ပျက်စီးစေပြီး အောက်ပါပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာများကိုဖြစ်စေနိုင်သည်နှလုံးနှင့်သွေးကြောဆိုင်ရာယောဂများစီးကျူယောဂရှိသူများမှာနှလုံးယောဂလေးဖြတ်ခြင်းနဲ့ပဝန်းကျင်သွေးကြောယောဂများဖြစ်ပွားနိုင်ခြင်းတိတိတတ်တာမြင့်တက်လာပါတယ်ကြောက်ကက်ယောဂသွေးရင်းတကြားတက်မြင့်မာခြင်းသည်ကြောက်ကက်ကိုထိခိုက်စေပြီးကြောက်ကက်ပျက်စီးခြင်းကိုဖြစ်စေနိုင်ပါတယ်အာယုံကြောထိခိုက်ခြင်းစီးကျူကြောင့်အာယုံကြောထိခိုက်ခြင်းသည် လက်နှစ်ခြေထောက်များထုံကျင်ခြင်းဆက်ဖြင်းဖြင်းဖြစ်ခြင်းနာကျင်ခြင်းစတဲ့လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။မျက်ကြည်လွာယောဂါသွေးရင်းတကြားတက်မြင့်မာခြင်းသည် မျက်ကြည်လွာကိုထိခိုက်စေပြီးအမြင်အာရုံကျဆင်းခြင်းသို့မဟုတ်မျက်စိကွယ်ခြင်းအထိဖြစ်စေနိုင်ပါတယ်။ခြေထောက်နာဖြစ်ခြင်းစီဂျူယောဂရှိသူများမှာ ခြေထောက်နာဖြစ်ပေါ်လွယ်ပြီးအချိန်မီကုသမှုမခံယူရင် ခြေထောက်ဖြတ်တောက်ခံရနိုင်ခြင်းများပါတယ်။ယောဂပိုးဝင်ခြင်း စီဂျိုယောဂရှိသူများမှာကိုခံအားစနစ်ကျဆင်းသွားပြီးယောဂပိုးဝင်နိုင်ခြေပိုးများပါတယ်။ဒါကြောင့်သွေးရင်းတကြားဓာတ်ကိုပုံမှန်စစ်ဆေးခြင်း၊ကျန်းမာရေးနဲ့ညီညွတ်တဲ့စားတောက်များစားသုံးခြင်းနဲ့တက်ကြွတဲ့နေထိုင်မှုပုံစံကိုထိမ့်သိမ်းခြင်းတို့သည်စီဂျိုယောဂရဲ့နောက်ဆက်တွဲပြဿနာများကိုရှင်းချရမှာအရေးကြီးတဲ့အချက်များဖြစ်ပါတယ်။စီဂျိုယောဂကိုကာကွယ်ခြင်းနဲ့စီမံခန့်ခွဲခြင်း စီဂျိုယောဂအမျိုးအစားအချို့ကိုကာကွယ်နိုင်ခြင်းမရှိပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဖြင့်အမျိုးအစားနစ်စီဂျိုယောဂဖြစ်ပွားနိုင်ခြေကိုရှင်းချနိုင်ပြီးရှိပီတာစီဂျိုယောဂကို ထိရောက်စွာထိန်းချုပ်နိုင်ပါတယ်။ဒီနည်းလမ်းများမှာအောက်ပါရူပါဝင်သည် ကျန်းမာသောကိုယ်လေးချိန်ကို ထိန်းသိမ်းခြင်းကျန်းမာတဲ့ကိုယ်လေးချိန်ကိုထိန်းသိမ်းခြင်းသည်အင်ဆူလင်ခံနိုင်ရေးကိုရှင်းချနိုင်သည်ပုံမှန်ကိုလက်လှုပ်ရှားမှုပြုလုပ်ခြင်း ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းကအင်ဆူလင်ကိုပုံမထိရောက်စွာအာယုံခံနိုင်စွမ်းကိုတိုးတက်စေနိုင်ပါတယ်။ညီညွတ်မြတ်တာသောအစာတောက်များစားသုံးခြင်းတကြားဓာတ်နှင့်အဆီဓာတ်များတဲ့အစာတောက်များကိုရှောင်ကျင်ပြီးတတိများဟင်းသီးဟင်းရွက်များနဲ့အဆေးဆံများကိုပူစားပါ။ပုံမှန်စစ်ဆေးခြင်း တွေးတွင်းတကြားတက်ကိုပုံမှန်စစ်ဆေးခြင်းဖြင့်စီဂျိုယောဂကိုစောစီးစွာသိရှိနိုင်ပြီး ကုသမှုခံယူနိုင်ပါသည် စီဂျိုယောဂါဟာပြင်းထန်တဲ့နာတာရှည်ယောဂါတစ်မျိုးဖြစ်ပေမဲ့စောစည်းစွာတရှိကုသခြင်းတကြွစွာကုသခြင်းနဲ့ကျန်းမာတဲ့လူနေမှုပုံစံကြောင့်တွေးတွင်းတကြားတတ်ကိုထိရောက်စွာထိန်းချုပ်နိုင်ပြီးနောက်ဆက်တွဲပြဿနာများကိုရှင်းချနိုင်ပြီးဘဝအရေးတွေးကိုမြင့်တင်နိုင်ပါတယ်။စောစည်းစွာတရှိကုသခြင်းကအရေးကြီးပြီးတင့်မာစိုးရိမ်မှုများရှိရင်တင့်စရာဝင်တဲ့အတိုင်းပဲပါ။ စီဂျူယောဂကိုစီမံခန့်ခွဲရမှာဆက်လက်အားထုတ်မှုနဲ့စောင့်ကြည့်မှုများလိုအပ်ပါတယ်။ဒါပေမဲ့မှန်ကန်တဲ့အသိပညာနဲ့တက်ကြွတဲ့စိတ်ထားဖြင့်လူနာများသည်ကျန်းမာပြီးပြည့်စုံတဲ့ဘဝဖြင့်နေထိုင်နိုင်သည်။စီဂျူယောဂကိုစီမံခန့်ခွဲရမှာမိမိကိုယ်ကိုစောင့်ကြည့်ခြင်း၊တွေးရင်းတကြားတဲ့စစ်ဆေးခြင်းနဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်းဟာအဓိကအရေးကြီးတဲ့အချက်များဖြစ်ပါတယ်။ ဒါအပြင်ဆရာဝန်အာဟာရပညာရှင်နဲ့စီချိုယောဂပညာပေးသူများအပါအဝင်ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ပံ့ပိုးမှုကိုရယူခြင်းဖြင့်လိုအပ်တဲ့လမ်းညွှန်မှုနဲ့ပံ့ပိုးမှုများကိုရရှိနိုင်ပြီးယောဂကို ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်။စီချိုယောဂသည်အသက်အန္တရာယ်ရှိတဲ့ယောဂမဟုတ်ပါဘူး။မိမိကိုယ်ကိုစီမံခန့်ခွဲမှုနဲ့ကျန်းမာရေးအဖွဲ့ရဲ့ပံ့ပိုးမှုဖြင့်လူနာများသည့်ယောဂကို ထိန်းချုပ်နိုင်ပြီးကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်